ဒီနေ့ recap ပြုလုပ်ပေးမယ့်ဇာတ်ကားလေးကတော့စိတ်တစားဆန်းဆန်းတက်ပြတ်မဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။အသက်ပြတ်ကမှကွက်ကွက်ကွင်းကွင်းကြီးကိုမြင်တွေ့ရမှာမလို့ခလေးတငယ်တွေနဲ့ကိုဝင်ဆောင်မိခင်တွေမကြည့်ရှုဖို့ကိုလည်းမြေတားရခန့်လိုက်ရင်နဲ့ကဲဇလန်လေးကိုစားလိုက်ကြရအောင်ဗျာ။ဇလန်လေးရဲ့အဆမှာတော့ညောင်မိုးချုပ်၊ဘင်ကားအဖြူရောင်ကစားသောဆန်ဒီဇိုင်းရှိမှရနေခဲ့ပြီ။အဲ့ဒီချိန်မှာစားသောဆန်လေးကဝန်ထမ်းတွေကပေးသွားကြပါတယ်။အလုပ်စင်းချိန်ဖြစ်တာကြောင့်ခက်လန်းလန်းစော်လေးတွေကအိမ်ရှိရာကိုလမ်းလျှောက်ပြန်လာခဲ့ပါတယ်။ဒီလိုနဲ့စိတ်တစားဆန်တဲ့လူတက်ကောင်စီးလာတဲ့ဘင်ကားအဖြူရောင်က သူမရဲ့အနောက်ကနေလိုက်လာခဲ့ပြီးတော့သူမကိုချင်းကလာပြီးတော့ရိုက်ခေါ်သွားခဲ့ပါတယ်။အရေးလူသားကောင်ကသူနေထိုင်ရာကိုရောင်ပြည်ကြီးတစ်ခုစီကိုကားမောင်းလာခဲ့ပြီးတော့ကောင်မလေးကိုတင်ခေါ်လာခဲ့ပါတယ်။ကားပေါ်မှာလေလက်ပြက်ခြေထောက်ပြက်တွေများစွာကြားကောင်မလေးကိုကြိုးတုပ်ခေါ်လာခဲ့ပါတယ်။သူကိုယ်တော်ကြီးတဲ့ကိုလည်းရောက်ရောလွှာကြီးကိုယူပြီးမပြောမစုံနဲ့ကောင်မလေးရဲ့ခြေရီလက်တွေကိုအပိုင်းပိုင်းဖြတ်တောက်ပစ်လိုက်ပါရင် ဒီလိုနဲ့ညနေခင်းတစ်ခုမှာတော့ကာမာလီတစ်ယောက်ကနိုးထလာခဲ့ပြီးအဝင်ကောပိတ်ထားတဲ့ဖုန်းကိုတောက်လျှောက်ဆက်နေခဲ့ပါတယ်။ဆက်မရတာနဲ့သူမလည်းအိမ်ပြန်ထွက်လာခဲ့ပြီးပြက်နေတဲ့ကားကိုစီးဖြည့်ကသူမရဲ့ခရီးကိုမောင်းနေလာခဲ့ပါတယ်။ဒါမှမဟုတ်ရဲရရှိအမျိုးသမီးကစားသောက်ဆိုင်ကဝန်ထမ်းပြောက်သွားတဲ့အမှုကိုလာရောက်စုံစမ်းနေပါတယ်။သူမကဆိုင်ကဝန်ထမ်းရုတ်တရက်ပြောက်သွားတော့ရဲတို့ရဲ့ထုံစံတိုင်းဆီလာမိလာလုံနေခဲ့ပါတယ်။အဲလိုနဲ့သူတို့အလုံစင်းချိန်မှာဘင်ကားအဖြူရောင်နဲ့ကားတစ်စီးရောက်လာခဲ့ပြီးမကြခင်ပြန်သွားခဲ့တယ်လို့မျက်မြင်အမျိုးသမီးကပြောပြလိုက်ပါတယ်။ တို့လည်းဘင်ကားအဖြူရောင်ကိုပဲမြင်ခဲ့တာဖြစ်ပြီးဘယ်ဒီဘဝမောင်းနေလားလို့ဆိုတာမသိခဲ့တာဖြစ်ပါတယ်။အဲ့တော့ရဲမေအမျိုးသမီးကလည်းဆိုင်ပြင်ဘက်ကားရက်ခဲ့တဲ့နေရာကိုတွားကြည့်တော့ကားပေါ်ကနေတစ်သိမ့်သိမ့်စီးကျထားတဲ့တိုးရိုင်ကိုတွေ့သွားခဲ့ပါတယ်။တပတ်အဖော်ချုပ်ပါမှလည်းဗီနာဟာကောင်နာမှာဖုန်းဆက်လိုက်ပါတယ်။သူဆက်တဲ့ဖုန်းကအမြဲတမ်းမဝင်ခဲ့ပေနဲ့ဆက်ပိတ်ထားခဲ့တာဖြစ်ပါတယ်။ဘာပိုင်ရှင်ဘော့စ်ကတော့မနေ့ကဗီနာထုတ်ပြက်လို့အလုပ်ကိုလာချိန်တိုင်းလာပြီးပြန်ချိန်တိုင်းပြန်လို့ဆဲဆိုချိန်မောင်းနေပါတယ်။ ဗီနာကတော့သူမကနေမကောင်းလို့ပြောပေမဲ့မရတော့အချင်းချင်းစကားတွေများကြကဗီနာလည်းအလုပ်ထုတ်ခံလိုက်ရပါတယ်။စိတ်ဆိုးစွာနေပဲဗီနာလည်းအလုပ်ကနေထွက်လာခဲ့လိုက်ပါတယ်။သူမရဲ့တငယ်ချင်းကတော့အလုပ်ကထွက်တာကောင်းတယ်။ဒီကိုဘယ်တော့မှပြန်မလာနဲ့။ဒီထက်ကောင်းတဲ့နေရာကိုရှာပြီးရုံကန်းလို့နှစ်သိမ့်ပေးလိုက်ပါတယ်။ ဒီလိုနဲ့သူမအထုပ်တွေတင်နေချိန်မှာတော့ဘားက DJ ကိုရရောက်လာခဲ့ပြီးဒီဘားမှာသူမမရှိတော့ရင်ပြင်းစရာကောင်းတော့မှာပဲသူမကိုလွမ်းနေတော့မှာလို့ပြောလိုက်ပါတယ်ကိုရီကအမျိုးသမီးချင်းချင်းသဘောကျတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်သူမကဗီနာကိုသဘောကျနေပြီးတော့လေးစာကတ်ထုတ်ပြီးကသူမရဲ့စီကိုအချိန်မရွေးဆက်တွဲလို့ပြောလိုက်ပါတယ်ဗီနာကတော့သူမကယောက်ျားလေးတွေကိုပဲစိတ်ဝင်စားတာဖြစ်တယ်လို့ပြောကဘားကနေထွက်လာခဲ့လိုက်ပါတယ် ဒီလိုနဲ့ပြက်နေတဲ့ကားကြီးကိုဆန်လို့နေတယ်မှာတော့သူမကိုဘားတွေကနေတရီထားမိနေတဲ့ဦးချောင်းကြားဘဲတွေကကိုကြီးပေးရမလားပါညာနဲ့စကရောဖော်ရောလာလောက်ပါရင်ဗီနာကလည်းညစ်နေတော့အကူကြီးမယူဘဲနဲ့ကားကိုစီစမ်းရှိရစီဆံပေါင်းသွားခဲ့ပါရင်အဲ့ဒီမြင်ကွင်းကိုစိတ်တစားလူသားကောင်းကကြည့်နေခဲ့ပြီးဖင်ကားဖြူအောင်နဲ့ဗီနာရဲ့နောက်ကိုလိုက်လာခဲ့ပါရင်သူရဲ့နောက်ထပ်ပြင်မကဗီနာဖြစ်နေခဲ့ပါရင်ရဲမေမျိုးသမီးကလည်းအခင်းဖြစ်ပွားရာစားတော့ဆိုင်ကနေလူသားကောင်ကိုစောင့်နေခဲ့ပြီးတခြားသောစကမ်းတွေကိုအကြောင်းအကျဖို့ဖုန်းကနေတစင်ပြောလိုက်ပါရင် ဒီလိုနဲ့ညာအစီအစဉ်ရှစ်ကိုလည်းရောက်ရောဗီနာဟာအစီမဖြစ်သေးဘဲနဲ့ဖုန်းကောက်ဆက်ပြီးသူဆက်နေတဲ့ဖုန်းကပြတ်မဖြစ်ဘဲနဲ့ရှိနေပြန်ပါတယ်။အိုးချောင်းချောင်းကလည်းသူမရဲ့နောက်ကိုလိုက်နေခဲ့ပြီးတော့လမ်းကြုံလိုက်ချင်တာလားပါလားမေကဇလန်းတွေဆင်းနေပြန်ပါတယ်။ဗီနာကတော့လက်ကျန်စီလေးကိုဖြစ်ပြီးတော့ကားဆက်မောင်းလာခဲ့ပါတယ်။ဒီလိုနဲ့ဗီနာကသူချစ်သူအိမ်ကိုရောက်လာခဲ့ပြီးဖုန်းမကရမလားဘာညာနဲ့ပြဿနာတွေရှာနေနေသူချစ်သူကတော့ကောင်မလေးတပွေနဲ့ဇရာသစ်ခင်းနေတာကိုတွေ့သွားပါတယ်။အဲဒီတော့မှသူမစီမကိုဝင်ရှိနေပြီလို့ပြောကသူချစ်သူနဲ့ရတယ်လို့ပြောပြီးတော့ပေါက်ခွဲကအိမ်ထဲကနေထွက်လာခဲ့ပါတယ်။ 24နာရီဖွင့်တဲ့စားသောက်ဆိုင်တစ်ခုကိုရောက်လာခဲ့ပြီးတော့ကော်ဖီမာဗီချိန်မှာတော့အိုချာနောင်ကောင်ကစားသောက်ဆိုင်နဲ့ရောက်နေနေပြီးတာကိုတွေ့လာရပါတယ်။ဒီတခါတော့အိုချာနောင်ကောင်ကဗီနာကသူ့နောက်ကိုလိုက်လာတာလားလို့မေးပြီးတခုခုမှစားသူကြွေမယ်လို့ပြောလိုက်ပါတယ်။ဗီနာကအဆင်ပြေတယ်မလိုဘူးလို့ပြောကမှားစားခဲ့ပြီးတော့ပဆန်ရှင်ကထွက်လာခဲ့လိုက်ပါတယ်။အဲဒီချိန်မှာတော့အနောက်မှာဗင်ကဖီယောင်ကထားချက်မကွာလိုက်နေကြတာကိုသူတို့နှစ်ယောက်သတိမထားမိခဲ့လိုက်ပါဘူး။ရဲအမေမျိုးသမီးကလည်းအဖီယောင်ဗင်ကနဲ့ပတ်သက်ပြီးတော့မျိုးရင်းမှာရှာခိုင်းတဲ့အကြောင်းသတင်းပေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့အဖြူအောင်ဖင်ကားတွေကမြို့ထဲမှာအစီး60လောက်ရှိပါတယ်။ဘိုင်ရှင်တွေအကုန်လုံးကလည်းပြစ်မှုလုခင်းတဲ့သူတွေကြီးပဲလို့ပြောလိုက်ပါတယ်။ရဲမိတ်အမျိုးသမီးကတော့ဆက်ဆောင်ကြည့်ထားဖို့အမိန့်ပေးလိုက်ပါတယ်။ဗီနာတို့စားတော့ပြီးချိန်မှာတော့ဗီနာကပတ်စံရှင်းခဲ့ပြီးတော့ကားဆက်နှိုးတဲ့အချိန်မှာတော့ကားကလုံးဝဆက်ရက်သွားခဲ့ပါတယ်။သူမကလည်းမဖြစ်တာတော့ဦးတောင်တောင်ကောင်ရဲ့ကားနောက်ကိုလိုက်လာခဲ့ရပါတယ်။ဦးတောင်တောင်ကလမ်းမှာတလန်လုံးဗီနာကိုသဘောကျကြောင်းသူမကိုသဘောကျနေလို့အဖေါ်ချော်ပါကိုအမြဲလာတဲ့အကြောင်းတွေပြောနေပြန်ပါတယ်။ ဒါဒီချိန်မှာပဲသူတို့ရဲ့အနောက်ကိုအဖြူရောင်ဝင်ကားကတိုက်ပစ်ခဲ့ပြီးတော့ပြဿနာတွေလုပ်ပါရယ်။ဦးတန်းဆောင်ကောင်ကလည်းဝင်ကားစီကိုတွားပြီးဓာတ်နဲ့ချိန်ညောက်လိုက်ချိန်မှာတော့တကောင်သားကပထွေးနဲ့လည်းတွေ့ရောတစ်ချက်တည်းပစိန်နဲ့အထုခံလိုက်ရပါတယ်။အဗီနာကလည်းအခြေအနေတွေကိုမြင်လိုက်ရတော့ကားနောက်မှာပုန်းနေခဲ့ပြီးတော့လူသားကောင်ကလည်းဗီနာကိုဆက်လိုက်နေပါရယ်။ဗီနာကလက်ဦးမှုရယူခဲ့ပြီးတော့လူသားကောင်ရဲ့ရုပ်ပြက်ဆင်းပြက်မျက်နှာကိုအန်အော်ပြီးကြည့်နေချိန်မှာပဲကားတစ်စင်းကဗီနာကိုဝင်တိုက်ခဲ့ပါရယ်။ကားဘော်ကအတွဲကလည်းသူတို့ပြဿနာတက်ပြီးဗီနာတေဗီလာစိုးရိမ်နေခဲ့ပြီးတော့စကားတွေများနေကြပါရယ်။ အဲဒီတော့စေတစားကောင်ကဦးကြောင်သားရဲ့ body ကိုတဲသွားခဲ့ပြီးတော့ကားမောင်းထွက်သွားခဲ့ပါတယ်။ကားထိုက်လိုက်တဲ့အတွဲကလည်းသွေးတွေကိုမြင်လာရတော့ကြောင်အားလန်အားနဲ့ဗီနာကိုထားခဲ့ကထွက်ပြေးသွားခဲ့ပါတယ်။ ဒီလိုနဲ့စိတ်တစားကောင်ကဦးကြောင်ကြောင်ကိုဇောက်ထိုးလောက်ထားပြီးလွှာကြီးကိုယူကာကောင်းကနေပြီးတော့အပိုင်ပိုင်ဖြတ်တောက်ပြလိုက်ပါရင်ဦးကြောင်ကြောင်လည်းတနာမယူရဘဲနဲ့နေရာမှာရင်ကိစ္စရှင်းသွားခဲ့ပါရင်တစ်ဖက်မှာလည်းအပြုံးမဲ့ဂျိတ်ကသူ့ဤသားဟောင်းစီကဖုန်းကန်လိုက်ပြီးဤသားဟောင်းကသူ့ကလေးကိုတာဝန်ယူထားရပြီးသူမစီကလစဉ်ထောက်ပံ့ကြီးကိုတောင်းနေခဲ့ပါရင်ဒီလားအတွက်ထောက်ပံ့ကြီးမရသေးလို့ပြဿနာရှာနေတာဖြစ်တာမလို့ဂျိတ်ကအပေါ်ဝင်ငွေရအောင်တစ်ခုခုကြံလိုက်ပါရင်ရဲမေမျိုးသမီးကလည်းဗင်ကားဖီအောင်ရဲ့တရင်ကအစားနာမကြံနေတော့ရှာရခံနေခဲ့ပါရင်ဒါကြောင့်ရေဒီယိုတွေမှာပါအကြောင်းညာခိုင်းလိုက်ပါရင် ဂျိတ်ကလည်းနေရာတစ်ခုစီကိုရောက်လာခဲ့ပြီးဘိန်းဖြူတွေလာဝဲကသူမတို့ရဲ့ဘားမှာလှုပ်ဝဲရောင်းချဖို့ဖြစ်ပါတယ်။အဲဒါဘိန်းဖြူရောင်းတဲ့ငနေကလည်းဂျိတ်ကိုဘားဆိုင်ကပေါ်နေမတိုင်းစီချင်းတစ်ခုခုပေးဆက်ရမယ်ဆိုပြီးအမြတ်ထုတ်လိုက်ပြန်ပါတယ်။အတဖက်စီယုံမှာတော့ကိုရီကရဲမေအမျိုးသမီးအဆက်အသွယ်နဲ့ဗီနာစီကိုရောက်လာခဲ့ပြီးဗီနာကသူမနဲ့လောပေါ်ကိုင်းပဲဖြစ်တဲ့ရန်သူမရှိဘူးလို့ပြောကဗီနာနိုးလာရင်သူမကိုဖုန်းဆက်ပေးလို့ပြောပြီးထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့စီယုံစီကိုစကန်းကဖုန်းဝင်လာခဲ့ပြီးတော့ဗီနာရင်တိုင်းမှုဖြစ်တဲ့အနားမှာ CCTV ကနေဗင်ကားဖြူအောင်ကိုတွေ့တယ်ဆိုတာတီးလိုက်ရပါတယ်။ အဲ့တော့မှအမြန်တွေ့ရအောင်ရေဒီယိုထဲမှာတရားခန့်မမိမချင်းချိန်ညာခိုင်းလိုက်ပါရဲဒီသတင်းကိုလည်းစေတစားကောင်က TV ကနေတီးသွားခဲ့ပြီးနေရာတစ်ခုစီကိုထွက်လာကသူနဲ့ဗင်ကားတူတဲ့တစ်တီတူးနေကြတဲ့အတွဲစီသွားပြီးဇလန်းစင်ပေးခဲ့ပါရဲတပတ်ဘာမှလည်း Jake ကအပြုံးမဲလေးစီကိုဘိန်းပြူရောင်းနေတာ Boss ကတွေ့သွားပြီး Jake ကိုသူ့ကိုအခွက်ကြော်ရမလားဘာညာနဲ့ပြောပြီးတော့ရောင်းတဲ့သူကိုပြောခိုင်းလိုက်ပါရဲမပြောရင်သူမရဲ့ AC ကိုသွားပြီးတော့ခလေးကိုတန်းတန်းနဲ့ပြင်မယ်လို့ချိန်ချလိုက်ပါရဲ ဒါဒီလိုနဲ့ဘင်းပြူရောင်းနေစီကိုကားနဲ့နှစ်ယောက်သားထွက်လာခဲ့ပြီးစီပြစ်နေတဲ့အချိန်မှာတော့တဖက်ကစိတ်တစားကောင်ကဂျိတ်တို့ကိုတွေ့သွားပြီးတော့ဂျိတ်တို့ရဲ့နောက်ကိုလိုက်လာပါတယ်။ရဲမိတ်စီမှာတော့စိတ်တစားကောင်ဇလန်းစင်သားရဲ့အမှုကပေါ်လာခဲ့ပြီးတော့ရဲမိတ်ကလည်းအခုလာခဲ့မယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ဂျိတ်တို့ကလည်းဘင်းရောင်းတဲ့အိမ်စီကိုရောက်လာခဲ့ပြီးဘော့စ်ကသူတယောက်ထဲအိမ်ထဲကိုဝင်သွားခဲ့ပြီးဘင်းပြူရောင်းတဲ့ငနေကိုတနက်နေ့ပြစ်ကပတ်စံတွေကိုကင်းထုပ်တွေယူလာခဲ့ပါတယ်။အဲဒီလိုနဲ့နှစ်ယောက်သားပြန်လာခဲ့ကတဖက်မှာလည်း ရဲမေမျိုးသမီးကပင်ကားဖြူနေလူတွေကိုစစ်ဆေးပြီးတော့ဒီကားကတရားခဏ်ကားမဟုတ်ဘူးလို့ပြောပြီးတော့ဆိုက်ချခိုင်းပါတယ်။ဘားဆိုင်ပိုင်ရှင်တဲ့ Jeff ကလည်းဆိုင်ထဲကိုဝင်လာခဲ့ပြီးတော့ဆိုင်ကလူတွေကမရှိတော့ဘဲနဲ့ဆိုင်ပိတ်ချင်ဖြစ်နေပါတယ်။ဆိုင်ထဲကိုလည်းရောက်ရော Jake ကိုတနက်နေ့ရိုက်လိုက်ပါတယ်။ Jake လည်းနေရာမှာရင်သတိလည်သွားခဲ့ပါတယ်။ အဲ့လိုနဲ့ DJ ခန်းလေးကအတန်ကြာတော့တက်ကြည့်ရင်စိတ်တစားကောင်ရောက်နေတာကိုတတိမထားမိပဲနဲ့ရှင်းနေပါရယ်စိတ်တစားကောင်ကဂျိတ်ကိုလည်းဆွဲခေါ်သွားပြီးတော့ boss ကိုလည်းအလက်ချောင်းလိုက်ခဲ့ပါရယ်စိတ်တစားကောင်ကသူ့ရဲ့ကိုယ်တော်ထဲမှာဘားဆိုင်ရာ boss ကိုချုပ်ထားပြီးဂျိတ်ကိုလည်းကားပေါ်မှာချုပ်ထုတ်ထားပါရယ် boss ကိုလှည့်ဖြတ်နေချိန်မှာဂျိတ်ကနိုးလာခဲ့ပြီးတော့သူ့ဘာရဲ့အသက်ပေးကိုလွတ်အောင်ပုံနေခဲ့ပါရယ်အ boss ကလည်းစိတ်တစားကောင်ရဲ့လက်ချက်နဲ့ရှော့သွားခဲ့ပြီးဂျိတ်ပြောက်သွားတာကိုတီကလိုက်ရှာပါရယ်စိတ်တစားကောင်ကလည်းသူ့ရဲ့နေရာကိုကျွမ်းကျင်တော့ဂျိတ်ကိုနေရာတစ်ခုမှာအဆုံးစီရင်လိုက်ပါရယ် တပတ်မှလည်းဗီနာကသတိပြန်ရခဲ့ပြီးသူမရဲ့ကလေးဆုံရှုံသွားရလို့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။စေတစားကောင်ရဲ့လူတွေကိုလိုက်တန်းနေတဲ့လျှောဝှက်ချက်ကသူကသားသက်ယုံတစ်ခုစီကိုလူသားတွေပို့ပေးရတာဖြစ်ပြီးအခါချင်းငွေတွေနဲ့လဲလဲပါတယ်။အဲဒီသားသက်ယုံကလည်းလူရဲ့သားတွေကိုဝက်အစာတွေထဲကဝက်အသားတို့အောင်ကျွေးတာဖြစ်ပါတယ်။ကိုရီကလည်းသူမကတစ်ခုကိုစိုးရိမ်နေခဲ့ပြီးတော့အဲ့ရနိုလာလည်းထင်ပါတော့ကိုရီကလည်းသူမကတစ်ခုကိုစိုးရိမ်နေခဲ့ပြီးတော့အဲ့ရနိုလာချိန်မှာတော့သူမရဲ့ချစ်သူကောင်းမလေးနဲ့တားတော်မေဖို့ဆုံးဖြတ်လိုက်ပါတယ်။ နောက်ထပ်ဆေးရုံမှာလည်းဗီနာကိုဘင်ကားအဖြူရောင်ကြောင်ရဲမိကမေးနေခဲ့ပြီးဗင်ကားကိုမှတ်မိရင်လူသက်တရားခံကိုဖမ်းမိနိုင်တယ်သူတို့နဲ့လာပူပေါင်းပေးဖို့ပြောလိုက်ပါတယ်ဗီနာကလည်းလိုက်ဖမ်းပေးမယ်လို့ပြောလိုက်ပါတယ်ကိုရီကလည်းထားတော်မေးတဲ့အိမ်စီသွားခဲ့ပြီးတော့မေးလိုက်တော့တေချင်းတရားကသူမရဲ့အနောက်မှာကန့်နေတယ်မကြခင်တေးရတော့မေးအရိယာကိုတားဆီးလို့မရဘူးလို့ပြောလိုက်တော့ကိုရီကစိတ်ပြတ်သွားခဲ့ပါတယ် ဒီလိုနဲ့ညဘက်မှာတော့ဗီနာကိုတိုက်သွားတဲ့ကားစီကိုလိုတက်ကောင်ရောက်လာခဲ့ပြီးတော့ကားပိုင်ရှင်အတွဲကိုနှိပ်ပန်ပို့လိုက်ပြန်ပါတယ်။ဗားဆိုင်ကိုလည်းကိုရီရောက်လာတာကိုတိတ်သွားခဲ့ပြီးကိုရီကိုပြတ်မှတ်ထားလိုက်ပါတယ်။ကိုရီကလည်းပင်ကားအဖြူချောင်းကိုတိနေတော့ရဲစခန်းကိုဖုန်းဆက်ကသူမတို့ရဲ့ဘားကိုလိုက်ခဲ့ဖို့ပြောလိုက်ပါတယ်။လိုတက်ကောင်ကလည်းကိုရီကိုဖမ်းခေါ်သွားခဲ့ပါတယ်။အဲ့တစ်ဖက်မှာလည်းဗီနာနဲ့ရဲမီကလိုတက်ကောင်အနောက်ကိုလိုက်ဖို့ထွက်လာခဲ့ကြပါတယ်။လိုတက်ကောင်ကလည်းကိုရီကိုကြိုးတုပ်ပြီးသွေးဆက်ဆက်ကြမ်းတဲ့အသားတွေကြားမှာထားကစီဝင်ဖြစ်ပါတယ်။ အဲ့တော့မှစီဆိုင်ပိုင်ရှင်ကဒီကားကလူတွေလိုက်တက်နေတဲ့ကားမှန်းသိသွားတော့ရဲမေစီကိုဖုန်းဆက်ပြီးတော့စီဆိုင်ကိုလာခဲ့ဖို့ပြောလိုက်ပါတယ်။ဒီလိုနဲ့စီဆိုင်ပိုင်ရှင်ကလူသက်ကောင်လက်ကနေဥအောင်ပြေးလိုက်တော့လွတ်သွားခဲ့ပါတယ်။ရဲမေတို့ကလည်းဘင်ကားဖြူအောင်ကိုတွေ့သွားခဲ့ပြီးလိုက်တဲ့အချိန်မှာတော့လူသက်ကောင်ကရဲမေကိုအရင်စော်ပလော်တီချလိုက်ပါတယ်။ဗီနာကလည်းပုန်းနေပြီးတော့အနောက်ကနေထက်ချက်မကွာလိုက်သွားခဲ့တော့လူသက်ကောင်ရဲ့တီနီယာကိုတီသွားခဲ့ပါတယ်။နေရာလဲတွေ့သွားရောရဲတွေကိုတီနီယာအကြောင်းကြားပြီးတစ်ဖက်လဲနဲ့လူသက်ကောင်ကိုအယူလုပ်ပြီးသူမတငယ်ချင်းကိုရီကိုကဲထုတ်သွားခဲ့ပါတယ်။ လူသားကောင်ကလည်းအနောက်ကနေရဲကားနဲ့လိုက်ကအချင်းချင်းဝင်ထိုက်ကြပြီးဗီနာလည်းတတိမိသွားခဲ့ပါတယ်။အဲဒီတော့မှလူသားကောင်ကကိုရီစီကိုလာပြီးကိုရီကိုဆော့ဘလော်တီးချလိုက်ပါတယ်။အနောက်ကနေဗီနာကလူသားသမားကိုကြောက်လဲနဲ့ချင်းထိုးလိုက်ပြီးအရင်ချိန်မှာတော့ကိုရီကအဆမ်းမပြတ်ဓာတ်နဲ့ထိုးချပေးလိုက်ပါတယ်။အားလုံးအေးဆေးပြီးအထင်နဲ့ပြုံးနေတဲ့ချိန်မှာပဲကိုရီကိုစိတ်တစားကောင်ကလေဘင်းကိုဓာတ်နဲ့ထိုးချလိုက်ပါတယ်။ ဗီနာကလည်းတငယ်ချင်းကိုရီးယားအလောင်းကိုတဲထုတ်ကဓာတ်စီဘူးကိုယူပြီးလူသားကောင်ကိုမီးရှို့ပစ်ခဲလိုက်ရင်းနဲ့ဇလန်းလေးကတော့ဒီမာရင်ပြီးဆုံးသွားခဲ့ပါပြီခင်ဗျာအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ